ထပ်ပြီးတော့မှလေအဲ့ဒီပီးလင်းလောက်တာရင်ပြီးတော့ skin care လူးသွားတာရင်လူးပြီးတော့မှကျွန်မပြန်ပြီးတော့မှလုပ်ပြမနေညတော့နေအဲ့ဒါမျက်နှာတက်ပြီးတော့အကဲလုံးလာအောင်မဲဒီဘူးကလည်းမဖောက်ရသေးတာကြာပြီဆိုပြီးတော့မှအဲ့ဒါလေးပီးလင်းလောက်တဲ့ဟာလေးမဝယ်ပြီးနေရပြီးခဲ့တဲ့အခေါက်ပန်းကောက်ဆိုဘလောက်လောက်တောင်ကြာရင်လေ၄၅လောက်တောင်ရှိနေနော်ဝင်လာပြီးနေရမလုတ်ဖြစ်တာပေါ့အဲ့တော့လုံးလိုက်တော့ तू ကလေ pink လေး pink မှာမပြောင်ပြောင်လေးအဲ့လိုလေးပါပါလေးပဲအဲ့လိုလေးမျက်နှာအနှံ့လေးဒီလိုလေးပဲလူရတာကျမတို့ဂျန်နဲ့ပီးလင်းနေလို့ဒီလိုတွန်းရတာမျိုးမဟုတ်ဘူးသိလားတွန်းရတာမျိုးမဟုတ်ဘယ်နဲ့သူကလေးပါပါလေးအဲ့လိုလူပြီးတော့မှ15မိနစ်လောက်နေရတယ်15မိနစ်လောက်နေပြီးရင်ရွေးလေးနဲ့ရင်ရွေးချက်သိမ်းပြန်လေးနဲ့ပေါ့ဆေးချရတယ်ဆေးချပြီးသွားလို့ရှိရင်ကျမတူနာလေးပြန်လူတယ်အဲပြီးရင် skin care လေးသူလူနေကြ skin care လေးပြန်လူပေါ့နော်ဆိုရဲခါကြတော့ အာအားနဲ့ဒီနေ့ရေချိုးကန်လေးကြည်လိုက်တဲ့ခါကျတော့မျက်နှာလေးမနေ့တိတာတယ်လို့ချွေးပေါက်ကလေးတွေကျင်းသွားတယ်မဲဆက်ကလေးတွေတင်းတိတ်ကလေးတွေကရှိရသေးတယ်ဆိုလည်းတတ်ပါတယ်လို့ပြောတာပေါ့နော်အဓိကတော့ကျွန်တော်တို့ကတော့ချွေးပေါက်ကျင်းသွားတာကိုပိုလိုချင်တာပေါ့ကိုကတော့ကျန်တာဘာမှမရှိဘူးဆိုတော့လေ သူက glycolic acid ပါတဲ့ခါကျတော့ချွေးပေါက်ကလေးကျင်းတာပေါ့နော်ချွေးပေါက်ကလေးကျင်းတော့ဘာဖြစ်ဆိုမျက်နှာပို့ပြီးတော့မှ glow ကလက်ဖြစ်တာပေါ့ဒါဆိုရင်ဒါ natural အသားရည်ပဲ natural အတိုင်းပဲ glow ကလက်ဖြစ်တာပေါ့နော်ဆိုတော့အခုက almond thin effect ကအရင်နာမည်ကြီးနေနော်ဆိုတော့ effect ကြောင့်မလို့ glow ကလက်ဖြစ်တာမဟုတ်ဘူးငကိုနေက glow ကလက်ကဖြစ်တယ်နော် effect သုံးရင်တော့မှနည်းနည်းလေးပိတ်သွားသေးတယ်ငကို natural အသားရည်ပျောက်သွားသေးတယ်အရင်နေစမှုဖြစ်သွားပြီးတော့မှငကို glow ကလက်တာပျောက်သွားသေးတယ်ငကို original အသားကိုနေရသူကဂလိုကလတ်တယ်ကျမတို့ကလည်း effect သုံးနေဆိုရင် TikTok မှာလည်းနိ အာ tennis speech တွေဆိုကျွန်မ effect မသုံးပါဘူးเนาะတချင်းလေးရင်းနဲ့လှလာပေါ့ပါဆိုတင်များကြီးလည်း effect ဆိုတော့ကိုယ်လည်း effect လေးပေါ့လေဆိုတဲ့ခါကျတော့သုံးတဲ့ခါကျတော့ကိုယ့်မျက်နှာယိုးမပြောက်သွားတဲ့ effect ကိုပဲသုံးပါတယ် effect တိုင်းကလူနဲ့မလိုက်ဘူးတချို့ effect တွေဆိုကျွန်မမဟုတ်တော့ဘူးတခြားမျက်နှာကြီးဖြစ်သွားသိလားအဲ့တော့ကိုယ့်မျက်နှာမပြောက်ဘူးပေါ့ကျွန်မသုံးတဲ့ effect လေးဆိုကျွန်မအတွက်ဆိုရင်ပေါ့နှာခမ်းလေးမှာလက်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 လေးဖြစ်သွားတယ်အဲနောက်တစ်ခါမျက်လုံးပေါ့เนาะ မျက်လုံးအောက်လေးလက်လက်လက်ဖြစ်တယ်အဲ့ဒါကကြတော့တိတ်မထူးကြဘူးဆိုတော့ကျမကလည်းကျမမျက်လုံးကငကူနေကျမအောက်မှာလက်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 ကလေးစိုးတတ်တဲ့သူဆိုတော့မျက်လုံးလေးလက်လက်လက်ဖြစ်တယ်နောက်တစ်ခါ eyeliner လေးမှာသူကဒီလိုလေးအနာကော့တာလေးပါတယ်အဲဒီလိုလေးပေါ့လေဒီလိုလေးဒီနားလေးမှာကော့ကော့လေးပါတယ်အဲ့ဒါလေးပို့ပါသွားတယ်ဒါပဲနောက်တစ်ခါမျက်နှာလေးနည်းနည်းလေးပို့သွေးသွားသလားပေါ့နော်ကျမတို့ကမျက်နှာနည်းနည်းပြေးတယ်ဆိုတော့မျက်နှာလေးနည်းနည်းလေးပို့လုံးသွားသလိုလေးဖြစ်သလားပေါ့မျက်နှာအရိုးမပြတ်သွားဘူးဆိုတော့ ကိုရီကျတော့မျက်နာအယိုးမပြောက်တဲ့ effect ကိုသုံးမှာပဲအဆင်ပြေတယ်။ဘာဖြစ်ဆိုအောင်မြင်ကြော်ကြားလူတီများတဲ့သူဆိုတော့လေမျက်နာပြောက်သွားလို့မဖြစ်ဘူး။ကိုမျက်နာအတိုင်းလူတီမှဖြစ်မှာလေဟုတ်တယ်လား။ effect ကြည့်ရင်လည်းလှပြီးအပြင်ကျတော့ဟွန်းဆိုဖြစ်မှာဆိုလို့အဲ့တော့ကိုမျက်နာပြောက်သွားလို့မဖြစ်ဘူး။အောင်မြင်ကြော်ကြားလူတီများတော့သူဆိုတော့ က်ညက်တွေဖြက်ဆက်ညက်တွေအနာပဲဖြက်မယူနဲ့နော်သူများစေအောင်ရည်စရာပြောပြတာအဲ့တော့လေ အဖက်သုံးနေဆိုရင်တော့ကို့မျက်နှာအဲ့တော့အဖက်တိုင်းကလိုက်တာလားဆိုတော့မလိုက်ဘူးကျွန်내အဖက်တွေကျွန်မသုံးကြည့်တယ်ကျွန်မမျက်ကျွန်မမဟုတ်တော့ဘူးသိလားအဲ့လိုမျိုးဆိုတော့အဲဒီကို့မျက်နှာမပြောက်ဘဲနဲ့နည်းနည်းလေးပို့ပြီးတော့မှအဆင်ပြေတာလေးကြတော့အဲ့ဒါလေးကအဆင်ပြေတယ်ပေါ့လေနော်အဲ့တော့ခုနက skin care လုပ်တာလေးကအဲ့ဒီဒီဒီ peeling လုပ်တာလေးအဲ့ဘူးလေးဝယ်သုံးကောင်းတယ်လို့နော်နောက်နေ့ကျတော့မှလူးတဲ့လူးပုံလူးနီလေးကျွန်မထပ်ပြပေးမယ်နော်အဲ့ဒါလေးပြောချင်တာနော်အောင်မြင်ကြကြလူတီမြားတဲ့သူဆိုတော့နော် Facebook ကတော့ရှင်းတယ် Facebook အခု live လွှင့်နေတာဘာအဖတ်မှမပါအခုဒါဆိုဘာအဖတ်မှမပါဟုတ်တယ်လားဘာအဖတ်ကျွန်မ speech တွေဆိုလေကျွန်မပြောတဲ့စကားလုံးတွေရတံပိုးကြမှာဆိုလို့အမလေး effect တွေပြီနေတယ် effect တွေဘာတွေပြီနေလဲလို့မသိဘူးအဲ့လိုတွေဖြစ်မှာဆိုလို့ကျွန်မ speech တွေဆိုကျွန်မဘယ်တော့မှ effect မပါကျွန်မ Facebook က live တွေလေဒါအခုဆိုဒါ live တဲမှာမြင်နေရဆိုဘာအဖတ်မှမပါဘူးเนาะဆိုတော့အဟိုးစပါ အဖက်ရဲ့သဘောတရားတော့ပို့ပြီးတော့မှနင်းနေလေးအသားရည်လေးတွေပိုကြည်သွားတယ်ဣသွားဒါပေမဲ့ကျမကတိတ်မကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့အဖက်သုံးလိုက်နင်းနေလေးဖုံသွားတယ်လို့ဖြစ်တယ်ကျမ natural အတိုင်းအရောင်ပို့ပြီးကြည်သေးတယ်နော်အလေဟုတ်တယ်မလားအခုဒါကျွန်မဘာအဖက်မှမပါဘဲနဲ့ကျွန်မသဘာဝလေးကျွန်မ natural တော့အသားအပိုကြည်သေးတယ်ဟုတ်တယ်လားအဖက်နဲ့ဆိုရင်တော့နည်းနည်းလေးဖုံဖုံလေးဖြစ်သွားတယ်လို့ဘာလို့လို့နဲ့နော်ဟုတ်တယ်မလား ကျွန်တော်တို့ကွာကိုဆုံးဖြတ်เนาะကျွန်မတော့ဗီဒီယိုပဲတင်ရှင်းလိုက်တော့မယ်။ဘာဖြစ်လို့လဲဆိုတော့မဟုတ်ဘူးဆိုလို့ရှိရင်အခောက်ခောက်အခါခါဖြစ်နေမှာဆိုလို့အဲ့တော့ကျွန်မတို့စိန်မှာလင်းအခုဈေးကွက်ထဲမှာပေါ့ဒါကတော့ဝယ်သူတွေအနေနဲ့ knowledge အနေနဲ့သိထားဖို့ကျွန်မလည်းလေစကားတခွန်းပြောရင်ဆိုရင်အာအမှန်ဘက်ကနေပြောတာများပါတယ်เนาะများပါတယ်69ရာခိုင်နှုန်းဒီကျမအမှန်ပဲပြောပါတယ်เนาะဆိုတော့ဒါပေမဲ့ကျမမှန်တာပြောရင်မှန်မှန်တာ လုတ်တဲ့ဘက်ကကျမကို fight တာပေါ့နော်ကျမကိုမကြိုက်ဘူးပေါ့ဟုတ်တယ်လားကျမကကောင်းတာပြောရင်မကောင်းတာလုတ်တဲ့ဘက်ကကျမကိုမကြိုက်ဘူးပေါ့နော်အဲ့တော့အဲဆိုရဲခါကြတော့ဘယ်မလွတ်ဘူးပေါ့လေနော်မလွတ်ဘူးအဲ့ဒါအင်းကကျမတို့မိဘတွေကလည်းလေအဲ့ဒါခတ်တယ် comment တွေဆိုသူတို့ like ဖတ်ပြီးတော့မှလေ comment တွေဖတ်ပြီးသွားလို့ရှင်မပြောနေတော့ဘာမှမပြောနေတော့ low profile နဲ့နေတယ်ကျမ ကျမလည်းလက်လွန်ချက်သွန်နေဖြစ်နေဘလို့လို့ low provide နေလို့ရတော့လေကိုလုတဲ့အလုံးနဲ့ကလေ low provide နဲ့နေလို့မရတော့ဘူးပေါ့နော်အဲ့လိုပြောပေါ့ကိုက low provide နဲ့နေတယ်ဆိုပေမဲ့လေကိုဗီဒီယိုတွေပြန်ပြီးတော့မှကုတင်ကြရင်အဲပြန်ပြီးတော့မှလုပ်နေကြတဲ့အချိန်မှာကျမကဘလို့မှ low profile မဖြစ်နေတော့ဘူးပေါ့နော်ဆိုတော့ အဲ့ဒါမနက်ကပဲစာရှည်ကြီးရောက်လာကျမဖေကကျမ low profile နဲ့နေတယ်ဘာမှမပြောနေနေဆိုတော့အေးမပြောရနေမဲနေတော့လဲမရဘူးပေါ့နော်တခါတလေကြာလဲအဲ့လိုပဲပြောရင်ကိုကပြောပြီမယ်ရှင်းပြပြီမယ်ရှင်းပြတဲ့ဟာအောင်နားလည်မှုလွဲပြီးတော့မှလူတွေကမြောင်လူပေါင်းမြောင်များစွာဆိုတော့ ကြိုက်တဲ့သူလည်းရှိတယ်မကြိုက်တဲ့သူလည်းရှိတယ်ပေါ့နော်အဲ့လိုအဲ့လိုမျိုးဆိုတော့လေခတ်သားလာဒါပေမဲ့အဲ့ဒါကြီးကျွန်တော်တော့တိတ်ကူးမဆိုင်ပါဘူးကျွန်မပြောတင်ပြောလိုက်တာပဲကျွန်မပြောရမှာပေါ့နော်ဆိုတော့ဒါလီနဲ့ပတ်သက်လို့လေကျွန်မဒါလီနည်းနည်းလေးပြောချင်တယ်ကျွန်တော်တို့ခုစိန်ဈေးကွက်ထဲမှာဆိုရင်ကျွန်တော်တို့ရောင်းနေကြတာတွေရှိတယ်အဲ့တော့ကိုယ့်ရဲ့ marketing နဲ့ကိုပေါ့နော်ကိုယ့်ပစ္စည်းကိုရောင်းရရေးရတော့ပြောချတာပေါ့အဲ့တော့ပြောရင်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 နဲ့ဘာဖြစ်လာလဲဆိုတဲ့ခါကျကျွန်တော်တို့က မတက်တည်နည်းနည်းလေးသွေးဖီလာတာပေါ့နော် သွေးဖီလာတယ်ဆိုတော့ကျမတို့ကစိန်ရဲ့အလင်းချိန်ဟာနော်တရတီကို0.9ကလတ်ရှိတယ်တရတီကို0.9ကလတ်ရှိတယ်0.9ကလတ်ရှိတယ်ဒါဆိုရင်ငားမှုဆိုရင်0.9ရဲ့တဝက်ဆိုရင်0.45ကငားမှုပေါ့ဟုတ်တယ်နော်0.45ဟာငားမှုပေါ့ဟုတ်တလားတရတီဟာ0.9ကလတ်ရှိတယ်နော်ကလတ်ချိန်နဲ့ဆိုရင်0.9ကလတ်ရှိတယ် အဲ့တော့ငားမူးလို့ခေါ်တယ်ဆိုလို့ရှိရင်0.45ပေါ့ဟုတ်တယ်နော်အဲ့တော့ရွှေတစ်ချက်သားမှာ16ပဲရှိတယ်ငားမူးသားဆိုရင်တဝက်10ပဲပေါ့ဟုတ်တယ်နော်ခုနှစ်ပဲနဲ့3ရွေးတော့ခုနှစ်ပဲနဲ့4ရွေးတော့ဆိုရင်ငားမူးလို့ပြောလို့မရအောင်လीငားမူးနီးပါလို့ပဲပြောလို့ရတယ်ရွှေမှာလဲဟုတ်တယ်လားအဲ့တော့ကျမတို့စိန်မှာလဲဒီလိုပဲ0.45တိငားမူးဒါပေမဲ့ကျမတို့စိုင်းတော်တော်များများတွေ့နေတယ် 0.4 0.41နေကိုငါးမူးငါးမူးငါးမူးဆိုပြီးတော့မှပြောရောင်းတယ်။အဲ့တော့0.45ငါးမူးရောင်းတဲ့သူနဲ့0.4 0.41ကိုငါးမူးရောင်းတဲ့သူကဈေးကွာနေတယ်။ဒါပေမဲ့သူတို့ကငါးမူးလို့ပဲပြောရောင်းတာ။အင်းတရားမသိဘူးလေ။အင်းတရားမသိတဲ့ကကြတော့ဥပမာသဘောအပေါ့0.45နဲ့ငါးမူးသမားက20ရောင်းနေဆိုပါစို့။30ရောင်းနေဆိုပါစို့။ဥပမာနော်။ သူတို့က0.4 0.41နေကိုသူကကလတ်ချိန်နဲ့မပြောဘဲနဲ့သူတို့ကငားမှုလို့ပဲသူတို့ကပြောပြီးတော့မှဘာပြော15သိန်းလောက်နဲ့ရောင်းမယ်အဲ့တော့အေးတယ်ဒီရဲ့အမြင်မှာကြတော့ဟဲ့ငားမှုကိုဒီဆိုင်က30ဒီဆိုင်က15သိန်းဒီဆိုင်ကဈေးများတယ်ဒီဆိုင်ကဈေးသက်တာတယ်เนาะဒီလိုတွေဖြစ်တယ်အဲ့တော့တကယ်တကယ်အေးတယ်လက်ထဲကိုရောက်တဲ့အချိန်မှာ သူက0.45မရဘူး0.4 0.41မရတယ်အဲ့တော့0.4 0.41ဒီငားမူးမပြည့်သေးဘူးเนาะငားမူးနီးပါးလို့ပဲပြောလို့ရတယ်ငားမူးလို့ပြောလို့မရဘူးအဲ့တော့ကျမတို့စိမ့်ဆိုင်တော်တော်များများမှာအဲ့ဒီ ပုံစံမျိုးလေးနဲ့ရောင်းနေတာလေးတွေတွေ့တယ်။အဲ့တော့မှန်မှန်ကန်ကန်နဲ့ပြောင်းရောင်းနဲ့0.45ကို8ဒေလက်ထဲကိုထည့်ပြီးတော့မှပေးနဲ့စိုင်းတွေကမတော်မတရားဈေးတွေဖြစ်နေသလိုလိုဈေးတွေများနေသလိုဖြစ်နေပြီးတော့မှ0.4 0.41ကိုငားမှုပြောင်းရောင်းတဲ့သူတွေကပဲတတ်သားနေသလိုလိုအဲ့တော့0.4 0.41ဒီငားမှုမဟုတ်သေးဘူး။ငားမှုနှီးပါလို့ပဲပြောလို့ရတယ်ငားမှုမဟုတ်ဘူး။0.9 ကျမတို့ကဘာမှာ standard နဲ့ဆိုတော့အတိအကျဆို0.91ကလတ်ချိန်ဒီတရက်ဒီအဲ့တော့ယဒီဝတ်ဆိုလို့ရှိရင်0.45အတိအကျရှိတယ်အဲ့တော့ကလတ်ချိန်0.45ရှိမှဒါလင်ငားမှုလို့ပြောလို့ရတယ်0.4 0.41ဒီအញ្ញံဝေးသေးတဲ့ငားမှုနဲ့ နော်0.44ငားမှုပြောရဲဆိုကျွန်မလက်ခံလို့ရသေးတယ်43လောက်ကိုငားမှုပြောရဲဆိုရင်လက်ခံလို့ရသေးတယ်နော်ဒါလည်းငားမှုနီးပါးပဲဖြစ်တယ်ငားမှုမဖြစ်သေးဘူးအဲ့တော့0.4လောက်ကိုငားမှုပြောတဲ့ငားမှုပြောပြီးရောင်းတာကကြတော့ကျွန်မတို့မလိမ့်တပတ်နဲ့လောက်တာပေါ့နော်မလိမ့်မလိမ့်တပတ်နဲ့လောက်ပြီးတော့မှဒါအဲ့တဲ့ကိုနည်းနည်းလေး twist လုပ်တယ်လို့ပဲကျွန်မကပြောပြရစီဒါလေးသိရအောင်လို့အဲ့တော့ကျွန်မတို့ကစိန်0.9ကလပ်မှာတရည်တည် တရဒီမှာ B20 တကလက်ကိုတရဒီနဲ့2 B ရှိတယ်ဒါဆိုရင်တွက်လို့ရပြီเนาะအဲ့တော့တဘီမှာ8စိတ် Okay ပြန်ပြောမယ်เนาะမှတ်ထားမယ်เนาะဆိုတော့0.9ကလက်ကိုတရဒီကလက်ချိန်ကနဲ့ယဒီချိန်ဆိုယဒီချိန်ကပုံများတယ်ဟုတ်ပြီเนาะ0.9ကလက်ကိုတရဒီ တကလက်ကိုတရဒီနဲ့နှစ်ဘီတရဒီမှာဘီနဲ့ဆိုရင်ဘီ20တဘီမှာ၈စိတ်ရှိတယ်၈ပိုင်းရှိတယ်ကျမတို့က3ရဒီ6ဘီ50စိတ်ဆိုရင်ဒီဘက်မှာ9အပိုင်း8အဲ့လိုလေးရေးတယ်နော်အဲ6ရဒီ9ဘီနဲ့3စိတ်ဆို3 အပိုင်းအောက်ကရှစ်ကလေးနဲ့အဲ့လိုလေးရေးတယ်ဟုတ်ပြီနော်အဲ့တော့ပြန်ပြောမယ်နောက်တစ်ခါ0.9ကလတ်ကိုတရတီတကလတ်ကိုတရတီနဲ့နှစ်ဘီတရတီမှာဘီ20တဘီမှာ80ရှိတယ်โอเคနော် ဒါဆိုရင်တွက်လို့ရပြီเนาะအဲဒါဆိုရင်ဘဲဟာဒီကလက်ချိန်ဘလောက်ကလက်ချိန်ဘလောက်ဆိုရင်ဘနေယတီဘဲဟာဆိုရင်ဘနေယတီလို့ခေါ်တယ်ဆိုပြီးတော့မှဒါတွက်နီးလေးနဲ့ဒါဆိုရင်လုတ်တက်လောက်ပြီလို့ကျွန်မမျှော်လင့်တယ်เนาะအဲ့တော့ဒါလေးကိုပြောချင်တာခုန0.4တွေကိုငားမှုဆိုပြီးပြောရောင်းတဲ့ကိစ္စလေးကိုနည်းနည်းလေးပြောချင်တာเนาะငားမှုနီးပါပဲဖြစ်သေးတယ်โอเค